ဲမင်္ဂလာပါရှင်။စာရေးသူအေးမင်းစောရေးသားထားသည့်လွင့်မျောမိုးတိန်ဆိုတဲ့ဝိတ္ထုတိုလေးတစ်ပုဒ်ကိုဖတ်ပြပေးခြင်းပါတယ်ရှင်။မိမိကျွန်တော်အတွေ့အဲတွင် ခေါ်ကြည့်တော့မိမိကပြန်မထူး။မိမိကျွန်တော်ကိုစိတ်ဆိုးနေသလား။ကျွန်တော်ယနေ့အိမ်ပြန်ထွက်ခွင့်မရပါ။တဖြူဖြူတိုက်ခတ်နေသောလင်းကြီးကြောင့်စက်ကူပန်းမီဤချီလျားသွေပြောင်းသောအကိုင်းများကလှုပ်ရမ်းနေကြ၏။ကောင်းငင်ကိုမော့ကြည့်တော့ တိမ်မြင်နှမ်းများကဟိုတစတီသစားဖြင့်တရွေ့ရွေ့မရက်မနာပြန်တန်းနေကြသည်မိုးတိမ်များသည်မြည်သည့်အရက်တွင်ငွေရီဖွဲ၍ရွာသွန်းချမြေကိုကျွန်တော်မသိပါအရှိပဲခြံဝင်းအဆက်သို့ကြည့်တော့အခါတင်းတင်းစိပိတ်ထားသောတံမန်းတကားကိုတွေ့ရသည် မနေ့ကကြောင်ပြေးပြီးမြစ်စိတ်သို့ရေသွားချိုးသည်ကိုမိမိသိသွား၏ယနေ့ကျွန်တော်အိမ်ပြန်ထွက်ခွင့်မရပါတစ်ချက်တစ်ချက်ကားလမ်းမဘက်မှ မောင်းနှင်သွားသောကားသည်များနှင့် ဆိုင်ကယ်တန်များကိုကြားရသည်ယခုအချိန်ဆိုရင်စက်သီးတို့ထောကြီးတို့လန်ထိတ်ကလက်ဖက်ရည်ဆိုင်တွင် ကျွန်တော်ကိုစောင့်နေကြမိမှာသိကြ၏မိမိက ကျွန်တော်လက်ဖက်ရည်ဆိုင်ထိုင်တာကို မကြိုက်ပါလက်ဖက်ရည်ဆိုင်ဆိုတာဂလိကချီတွေထိုင်တဲ့နေရာဟုပြောပါသည်ထို့သူဆိုရင်ညတိုင်းလက်ဖက်ရည်ဆိုင်ထိုင်လေရှိသော ကျွန်တော်တို့ကိုတင်းချတင်သည့်ဆရာဥမြဝင်းနှင့်မြန်မာစာဆရာဥခင်စော်တို့သည် ကလေးကချင်းများဖြစ်သွားကြပြီလိမ့်မည်ကျွန်တော်လက်ချောင်းများသည်တစ်နေ့လုံးတီဗီဂိမ်းခလုတ်များကိုစုပ်ကင်ကစားနေခဲ့သောကြောင့်တစ်စစ်စစ်နှင့်ညောင်းညာနေ၏အနောက်ဘက်ခြံစည်းရိုးစီအကြည့်လွှဲစဉ်ကိုင်းခွက်ထဲတွင်ထုံမွေနေသောဦးကြီးသားများကိုနွားနှစ်ကောင်နှင့်အတူလှမ်းမြင်နေရသည်မနေ့ကတော့ဦးကြီးသားများသည် ထုံမြေခွက်ကိုထဲခွဲနေခဲ့၏ဒီလိုဆိုရင်နောက်၂ရက်၃ရက်၌သူတို့သည် ထုံမြေခွက်ကို အကန့်များဆွဲပြီးပေးရောမည်ပြီးတော့ သူတို့သည်ကြိုတင်ပြိုးထုံထားခဲ့သောစစ်တုံးပင်များကို ထိုအကက်များထဲတွင်စိုက်လိမ့်မည်။နောက်တလခန့်ရှိလျင်တော့စိမ့်ညို့နေသောညီညာသည့်စစ်တုံးခင်းကြီးတစ်ခုဖြစ်နေပေလိမ့်မည်။ဦးကြည်သားများကကျွန်တော်အားစစ်တုံးတကန့်လျင်နှစ်ပိတ်တာခွဲအောက်ထစ်ထွက်သည်ဟုပြောပြခဲ့သည်။မနှစ်ကလည်းထိုစစ်တုံးမှရသောငွေဖြင့်ပင် သူတို့သည်ရိုင်လဲပြုစင်းစားပြုနေသော သူတို့အိမ်ကလေးကိုအစ်စ်ပြေဆောင်နိုင်ခဲ့သည်။ ယခုနှစ်မှာတော့ဦးလေးသားများကဖိုးတော်တို့ညီအကို၃ယောက်ကို ရှင်ပြုတ်ပေးမည်ဟု ပြောတမ်းကြသည်ကျွန်တော်နှင့်တက်တူရွယ်တူဖြစ်သောဖိုးတော်သည်ယခုအခါကြောင်းမနေတော့ပါ သူသည်မြို့ထဲကကျွန်တော်တို့ဆိုင်တွင် အလုပ်လုပ်ပါသည်ကျွန်တော်တို့တွင် ကားသုံးစီးရှိသည်စတိုးဆိုင်ကြီးတစ်ဆိုင်ရှိသည်ဆန်ဆက်တစ်လုံးနှင့်ရေခဲဆက်တစ်ခုရှိသည်မြို့ပေါ်ကလူများကကျွန်တော်တို့ကိုလူချမ်းသာများဟုသတ်မှတ်ကြပါသည်မိမိသည် သူမိတ်ဆွေများနဲ့တွေ့ပြီးကျွန်တော်အကြောင်းပြောသည့်အခါတိုင်းသူကအငယ်လေအငယ်ဆိုတော့စိုးတယ်ဟုပြောတတ်ပါသည် ထိုအခါမျိုးတွင် ကျွန်တော်သည်ရေကျဲကျဲလို့ရင်ခေါင်းငုံထားလေးရှိပါသည်ကိုကိုမှာလိမ္မာရေးချရှိသူတယောက်ဖြစ်ပါသည်ယခုအခါဆန်ကိစ္စများနဲ့ဆန်ဆက်ကိစ္စအလုံးကို သူအားလွှဲထား၍ရနေပြီထိုကိစ္စများကိုကျွန်တော်သိပြီးစိတ်ဝင်စားခြင်းမရှိပါကျွန်တော်ကအိမ်ကကားများ၏ဆက်ဖုံးကိုဖွင့်၍ ဟို၌သည်၌လောက်ရသည်ကိုစေဝင်စားသည်မိเจ้าများမိသည်များမိခလုံများဟိုပြောင်းစီရွှေလောက်ရသည်ကိုစေဝင်စားသည်ပြီးတော့အိမ်နောက်ဘေးချောင်းရိုးထဲမှာငါးခိုးများချင်းကိုစေဝင်စားသည်အခုအချိန်ဆိုချောင်းရိုးထဲမှာငါးရီရှိမှရှိသေးရဲ့လားဟိုတနေ့ကကျွန်တော်ဦးလေးသားများတို့စီမှအပြန်ချောင်းရိုးထဲမှာကြီးတော့ငါးရီပွက်နေတာတွေ့ကြရသည်ကျွန်တော်ဒီတပတ်လျင်တစ်ချိန်ခန့်ငါးများလေးရှိပါသည် ကျွန်တော်အနေဖြင့်ခြံနောက်ဝေးတကားပေါက်ကိုဖွင့်၍ထွက်ယုံဖြင့်ချောင်းရိုးထဲသို့ရောက်သွားနိုင်သည်ကလားဆိုတဲ့ကောင်ရင်းဒီနေ့ငားများလာသည်လားသူကဆယ်တန်းဒီကန်းထဲမှဖြစ်သည်ကျွန်တော်ပထမဆုံးငားများသောနေ့တွင် သူကကျွန်တော်မှတ်သားထားခဲ့သောနေရာသို့ပထမဦးစွာရောက်ရှိငားများနေခဲ့သည် သူနှင့်ကျွန်တော်သည်ခင်မင်ခြင်းမရှိပါထိုနေ့ကဒိုက်ပင်များကင်းသောသကောတစ်ချက်စာမြနေရာသို့ကျွန်တော်တို့နှစ်ယောက်စလုံး လမ်းများကျိုးကိုချခဲ့ကြသည်ရုတ်တရက်ဖောက်မြုပ်သွား၍ကျွန်တော်ဆက်ကနေငါးများတံကိုတုပ်စင်သူ့လက်ရုပ်အသိန်းကို မြင်လိုက်ရသည် ရှုပ်ထွေးနေသောငါးများကျိုးနှစ်ချောင်းနှင့်အဟက်ကိုဟာ၍အသက်ရှူနေသောငါးတကောင် သူ့လက်ကထုံငါးစီသို့လှမ်းသည်ဟဲ့ကောင်ရုတ်တရက်ကျွန်တော်နှုတ်ဖြားမှအတန်နှင့်အတူကျွန်တော်သူ့ကို ခုံအုပ်လိုက်တော့သူကြက်တီတီသွား၏မိမိယားယားရှိလာသောကျွန်တော်လက်သေးက သူ့ပါဇက်နှင့်အတွေ့တွင် ခွက်ခနဲမြည်သည်သူမှင်သက်မိနေစဉ်မှာပင် သူ့ပါဇက်မှစီကြလာသောသွေးများသူကပြုံး၍သွေးတွေကိုလက်ဖမိုးဖြင့်တုပ်သည်ကျွန်တော်မှားသွားခဲ့သလားငါးတကောင်ရလိုမှုဖြင့်လူတယောက်ကိုကျွန်တော်ထိုးသွို့လုပ်သင့်ပါသလားသူကငါးကိုဂျိမ်းမှဖြုတ်၍ကျွန်တော်စီကမ်းပေးသည်နေပါကွာမင်းပဲယူလိုက်တော့ယူပါကွာမင်းမင်း sorry ပဲကွာရပါတယ်ကွာ ျွန်တော်နဲ့ကလာတို့တငယ်ချင်းများဖြစ်သွားကြသည်နောက်တစ်ပတ်မှာကျွန်တော်တို့ချင်း၍ထိုအိုင်နဲ့ငားပိတ်ကြရာငားတွေတန်မုံတလုံးခံရသည်ကလာကသူ့ထမင်းချိုင်းကိုဖွင့်၍ကျွန်တော်ကိုတစုံတရာလှမ်းပေးသည်အဲ့ဒါပါလဲလဲကျွတ်ကြုံကောင်းလားစာကြည့်ပေါ့ကွာကျွရနေရနေသောပေါင်တစ်ဖက်ကိုဝါတော့ချူစိတ်သောအရသာကရှာပြားတွင်ဆွဲထင်သည်ကောင်းလေကွာကလာကကျွန်တော်ကိုကြည့်ပြီးပြုံးနေ၏ ဒီလိုနဲ့ကျွန်တော်တို့ထမင်းစားနေစဉ်ဦးလေးဆိုးရောက်လာသည်ညီညီဘာလုပ်နေတာလဲငါပက်နေတာဟာမိမိသိရင်တော့ပြက်တနာပဲမသိပါဘူးဦးလေးဆိုးရဒီရိုးတဲကမွေပါခင်မပေါ်ပါပြီတဲ့ကွာလာလာကျွန်တော်ဒီလက်ကြံကြွက်ကြော်ကိုပါဇက်ထဲထည့်ရင်ထားလိုက်သည်ဦးလေးဆိုးမှကျွန်တော်တို့ဆန်ဆက်မှဝိုင်းလာเสียဖြစ်ဤသူ့မျက်လုံးများမှာအရက်တောက်ထားသောအရှင်ဖြင့်အမြဲတမ်းနေရဲဝါကျင်နေသည်သူ့သွားများမှာလည်းကိုယ်အမြဲစားသောကြောင့် ရှားစည်းခဲများပမာညွညစ်မဲ့ချိတ်လျက်ရှိ၏။သူကဝိုင်းလာအိုးများမှာအမြဲကယူတဆိုင်နှင့်ပြုပြင်နေမှ အန်ဒီယကင်းမီဖြစ်ကြောင်းနှင့်အကယ်၍သာဝိုင်းလာတလုံးပောက်ကွဲပါက အနီအနာရှိ လူလေး90ယောက်ကိုဇီဝင်ကျွေသွားစေနိုင်သည့်အပြင်ထိုဝိုင်းလာသည် ချားရဟတ်တစည်းပမာဝှေ့ရန်လည်ပတ်လျက်ပေ300တိုင်အောင်လွင့်စင်နိုင်ကြောင်းကို ပြောပြတတ်သည်။ကျွန်တော်ယင်သည်ဖေဖေအကြောင်းကိုစဉ်းစားမိတိုင်း ဘွိုင်းလာအိုးတလုံးကဲ့သို့ပူလောင်နေခဲ့မှန်းမြည်သူမျှမသိပါဖေဖေတိတ်ဆိတ်နေသောညများဤအခန်းထဲကျွန်တော်လဲလျောင်းရင်းမကြာခဏခေါ်ကြည့်မိတော့အတန်းဖေဖေပဲကိုရောက်နေတယ်ဖေဖေဘာဖြစ်လို့ဒီကထွက်သွားတာလဲမိမိကဖေဖေထွက်သွားတော့ကမတားခဲ့ဘူးလားဖေဖေဟာမိမိနဲ့ရန်ဖြစ်ပြီးဒီကထွက်သွားတာလားဖေဖေကမိမိကိုမချစ်ဘူးလားဒါမှမဟုတ်မိမိကဖေဖေကိုမချစ်ဘူးလားဒါမှမဟုတ် မေမေနဲ့ဖေဖေဟာတယောက်ကိုတယောက်မချစ်ခဲ့ဘူးလားဒါမှမဟုတ်မေမေနဲ့ဖေဖေဟာချစ်ပြီးမှမုန်းသွားကြတာလားဖေဖေဟာမှန်ခဲ့သလားမေမေဟာမှန်ခဲ့သလားဖေဖေဟာမှန်ပြီမေမေဟာမှားခဲ့သလားမေမေကမှန်ပြီဖေဖေကမှားခဲ့တာလားဒါမှမဟုတ်နှစ်ယောက်စလုံးမှားခဲ့ရလားတခုခုကိုမေ့ဖို့အတွက်အကောင်းဆုံးနည်းလမ်းကအလုပ်တစ်ခုလုပ်နေဖို့ပဲကျွန်တော်တို့မြန်မာစာဆရာကထို့သို့ပြောမှုသည်ဒါဆိုရင်မေမေဟာတခုခုကိုမေ့ဖို့အတွက် အလုပ်တွေကိုလုပ်နေခဲ့တာလားထို့သောဆိုရင်မေမေမိဖို့စူးစမ်းနေသည်မှာညီတိအရာဖြစ်ပါတည်းအချိန်တွေကိုမေ့ပြစ်လိုခြင်းလားဘဝကိုမေ့ပြစ်လိုခြင်းလားဒါမှမဟုတ်ဖေဖေကိုမေ့ပြစ်လိုရည်လားမင်းကတော်တော်ကောင်းမာတာပဲအဖွားကတခါတခါကျွန်တော်ကိုထို့သောပြောတတ်၏အဲ့ဒါမကောင်းဘူးလားအဖွားရဲ့မင်းအဖေလည်းဒီလိုပဲအဖွားကျွန်တော်ကိုဖေဖေအကြောင်းပြောပြပါလား အဖွားသည်ထိုစကားကိုပြောပြသည့်အခါရုတ်တရက်ဘိုင်းဘုံတလုံးကိုတက်နေမိထားသူတအူးပမာနှုတ်ဆက်ဆွန့်အပ်သွားတတ်စမြင်ကျွန်တော်သည်အဖွားထံမှဖေဖေနှင့်ပတ်သက်သမျှကိုမြည်သည့်အခါကားမှ စကားနှက်ယူ၍မရခဲ့ပါကိုကိုမိဖေဖေကိုတတိမရဘူးလားငါ့ကိုဖေဖေပုံတဲ့ပြောပြစမ်းမှာမင်းနေနေတော့မှတ်မိတယ်မဟုတ်လားမင်းဖေဖေကိုတတိမရဘူးလားကိုကိုငါမင်းနေတယ်လေကွာငါလည်းမင်းလိုပဲပေါ့ကွာကျွန်တော် ကိုကုတ်ကိုမကြိုက်သည်မှာထို့သောမြုံစိစိနေတတ်သောအကျင့်ပင်ဖြစ်သည်လူတယောက်ကို့အဖေကိုတရိယတာအပြစ်တစ်ခုလားတရိယလည်းရသည်မရလည်းမရဘူးပေါ့ကိုကုတ်ငါဖေဖေအကြောင်းကိုရအောင်ဆုံးစမ်းမယ်အဝေးစီငေးကြည့်နေသောကိုကိုသည်အတိမဲ့သူတယောက်ပမာရှိနေ၏မိမိသည်ဘာအတွက်ကြောင့်များဖေဖေအကြောင်းတွေကိုကျွန်တော်တို့လက်လက်မမီသည့်အရက်တွင် ထားရန်စူးစမ်းခဲ့ပါသည်လေကျွန်တော်စဉ်းစားသည်ကျွန်တော်ဘဝ၏ငယ်စဉ်ကအကြောင်းများ ျွန်တော်ကိုချီးမိုးမြှောက်ဆနေသည့်မျက်နှာတစ်ခုဒါဟာကျွန်တော်တို့ခြံကိုဆောင်းတဲ့အဘခင်မောင်ပဲဥကောင်နဲ့ဖြတ်ခနဲလင်းလန်းမှုတစ်ခုနဲ့အတူ ကျွန်တော်ထွက်လာခဲ့သည်ခြံတကယ်မကြီးနားမှတဲကလေးသည်60ဝက်အားမီလုံးလေးတစ်လုံးထုံးထသည်မှအပမှောင်မဲတိတ်ဆိတ်နေ၏ပလက်ကလည်းထိုင်ပေါ်ထိုင်နေသောအဘခင်မောင်ဤမျက်လုံးများက အရက်ခိုးဖြင့်ဝေရီဆွဆွလျက်လူလေးစားခဲ့ပြီပြီလား ခေါင်းငိုက်ဆိုင်ချထားလျက်ကျွန်တော်ဘာမှပြန်မပြေလူလေးနေမကောင်းလားကျွန်တော်ဘာမှပြန်မပြေလူလေးကိုအမေဆူလိုက်လို့လားကျွန်တော်ဘာမှပြန်မပြေအဘခင်မောင်ကြီးလက်တစ်ဖက်ကျွန်တော်ပခုံးပေါ်ကျလာသည် လူလေးဘာဖြစ်လာတာလဲအဘကိုပြောပါအောင်ကွာကျွန်တော်ဖေဖေကိုတတိယနေတယ်လူလေးတို့ကံကလည်းစိုးပါတယ်ကွာဖေဖေကိုကျွန်တော်တွေ့ကျင်တယ်အဖရဲ့အင်းလူလေးတို့အဖေကလည်းသူယုံကြည်တာဆိုတော့မဆုတ်တန်းလောက်တတ်တဲ့လူမျိုးကို အေးလေးလူလေးကအခါလဲမရှိတရှိဆိုတော့ဘယ်မှမမိပါမလဲအဖကျွန်တော်ကိုဖိဖိအကြောင်းပြောပြပါလားလူလေးတော်လူပြိုကြီးဖဖဖြစ်နေပြီနေုံဟိုတယ်လောကအဖတစ်တာရှင်တော်ကမိဖေဓာတ်ပုံလေးတပုံပြန်တွေ့တယ်ကျွန်တော်ယင်သည်မထင်မှတ်စွာအံ့ဩဝမ်းသာမှုတို့ဖြင့်တဒိတ်ဒိတ်ခုန်သည်အဖခင်မောင်တဲတဲဝင်တော့ကျွန်တော်နောက်မှလိုက်သွားသည်အဖထံမှအရက်နဲ့ကလေဒုထဲတွင်စီမြောလေအဘကတန်တိတာကိုဖွင့်သည် ြီးတော့အိမ်မက်ထဲတွင်လန်ထားရှောင်းနေသူတအူးရုတ်တရက်ဒိဋ္ဌိပြန်ဝင်လာပုံမျိုးဖြင့်တစ်တာကိုအထိတ်တလန့်ချက်ချင်းပြန်ပိတ်သည်နေအောင်ကအဘအထားမားနေပြီအဲ့လိုမလုပ်ပါနဲ့အဘရင်အဖေဓာတ်ပုံဟာသူ့သားတယောက်ရဲ့လက်ထဲရှိနေတာအကောင်းဆုံးမဟုတ်ဘူးလားလူလေးရဲ့အဘတို့ဘဝကိုလည်းကြည့်ပါအောင်တော်ကြလူလေးအမိတိသွားရင်အဘခင်မောင်ကြီးမျက်လုံးများသည်ညီရဲဆူဆူလျက်ကျွန်တော်သည်တန်တစ်တာအဖုံးကိုဖိထားသော ပြင်းထွက်ထွက်ကြွက်သားများဖြင့်ဖွင့်စည်းထားသည့်အဘခင်မောင်၏လက်များကိုအသားဆွဲဖင်လိုက်သည်အဘဒီတက်ပုံကိုကျွန်တော်ရလို့အဘတို့ဘာမှမဖြစ်เสียရပါဘူးဒီတက်ပုံမရရင်သာအဘတို့ကျွန်တော်စကားမဆက်ပဲထားစဉ်အဘ၏လက်မောင်းများက ပြော့ကျသွားသည်ထိုကဲ့သို့ချင်းချောက်ရခြင်းအတွက်ကျွန်တော်စိတ်မကောင်းပါကျွန်တော်ခံထားသည်လေဟာနဲ့တစ်ခုအတွင်ရှောက်နေရတယ်လို့ပေါ့ဟာနေသည် ကျွန်တော်လက်ထဲတွင်ဝါကြည့်ကျင့် ပတ်စပို့ဓာတ်ပုံလေးတစ်ပုံဖြစ်ဖြစ်ကျွန်တော်တိုးတိုးလေးခေါ်မိသည် ထိုဓာတ်ပုံလေးကိုဇော်လွင်ဦးတို့အကိုရန်ကုန်အသွားတွင်ပုံကြီးချက်ဖို့ပေးလိုက်သည်ကျွန်တော်လက်ထဲကဓာတ်ပုံလေးသည်တပေပက်လေခန်းရှိသည့်ဓာတ်ပုံကြီးတစ်ပုံဖြစ်လာ၏ကိုကိုဒီမှာကြည့်စမ်းကိုကိုသည်ရုတ်တရက်ထိုးပြလိုက်သောဓာတ်ပုံကိုစိုက်ကြည့်ရင်ကြောက်ရွံ့တရုပ်ပမာအေးဆဲတောင့်တင်လျင်ထို့နောက်ကိုကိုသည်ဓာတ်ပုံကိုလက်နှစ်ဖက်ဖြင့်အသာယူသည်မင်းဘယ်ကရတာလဲဒီလိုပဲပေါ့ကွာ စက္ကန့်များမိနစ်များကိုကိုဒီတပ်ပုံကိုကျွန်တော်စီပြန်ပေးရင်အဝေးစီငေးသည်မင်းအဲ့ဒါကိုဘာလို့မလို့လဲငါမှန်ပေါင်သွင်းထားမယ်မိမိလည်းတွေ့သွားအောင်မယ်ဖေဖေသည်စာကြည့်စပွဲရှိနိုင်ရန်ထမှနေ၍ကျွန်တော်ကို စီမိုးကြည့်နေ၏ညုံမောင်းဟန်ရှိသောအသားအီနှင့်လိုက်ဖက်သည့်မေယူများ ထိုမေယူများကကြက်ခိုင်တမ်းမှစွာဖြင့်မျက်နာကိုအနာတက်လျက်ဖြောင်းစင်းသောနှာတန်အောက်မှတိကျသည်တက်သည့် တင်းတင်းဆင်နှခမ်းများကမပြုံးမရဲတီလျင်အထူးခြားဆုံးကတော့စူးရှာတောက်ပလုံးသည့်ဖေဖေမျက်လုံးများပါပဲအဲ့ဒီမျက်လုံးတွေဟာကျွန်တော်နဲ့တူတာလားကိုကိုနဲ့တူတာလားနှာရယ်နဲ့မေးရိုးတွေကရော ကျွန်တော်တို့နှစ်ယောက်စလုံးနဲ့တူတာပါပဲလေကျွန်တော်ကြောင်းမှပြန်လာတော့အခါဖေဖေကကျွန်တော်ကိုစီချုံနေသည်ကျွန်တော်ကဖေဖေဟုတူတူလေးခေါ်သည် တရက်နှစ်ရက်ညသည်တိတ်ဆိတ်နေ၏ကိုကိုက ကျွန်တော်အခန်းတကားကိုခောက်ဤဘာလဲကိုကိုညီညီမင်းကမိမိခေါ်နေရင်ပြဿနာတော့တက်ပြီဘာပြဿနာလဲဓာတ်ပုံကိစ္စပေါ့ငါအစောကြီးကတည်းကပြောထားရတဲ့နဲ့ကွာရပါတယ်ကွာငါကြည့်ရှင်းပါမယ်ကျွန်တော်မိမိအခန်းတကားကိုဖွင့်ပြီးဝင်သွားတော့မိမိကဂရင်ပေးရှိစတိပေါ်တွင်ထိုင်နေသည်စာကြီးမိတာစီမခက်ဆွေဆွေမိအောင်ကမိမိမျက်နာပေါ်ကန့်လန့်ဖြဲကြာရောက်လျင်မိမိခေါ်ရဲဆိုအေးထိုင်ပါအောင်ကွာ မိမိဘေးတွင်ကျွန်တော်အသာထိုင်ချလိုက်သည်ကျွန်တော်နှလုံးခုန်ကန်များသည်စီချမ်းမကြစွာတုံတုံမြည်လျက်မင်းအပြစ်မင်းသိတယ်မလားညီကြီးမင်းမမင်းနေတာကြားလားဟုတ်ကဲ့ကြားပါတယ်မင်းအပြစ်မင်းသိတယ်မလားညီကြီးငါမင်းနေတယ်လीမင်းဟာအမေကိုနည်းနည်းတော့စိတ်အနှောင့်အယှက်ပေးရမှကျွန်တော်ဘာလို့လို့လဲမင်းမင်းမင်းပြုတ်ကိုမင်းသိတယ်မလားဖေဖေတဲ့ဘုံကိုတားချိတ်တာအပြစ်လားမင်းမင်းညီကြီးမင်းပါစပိတ်ထားစမ်း မေမေသည်ဒေါသတကြီးအော်ဟင်ရင်ကျွန်တော်ကော်လန်စာနှစ်ဘက်ကိုဆွဲဆောင်သည်ပြီးတော့အချိန်ဖြစ်မြောက်တက်လာတော့မေမေလက်ဖွာကျွန်တော်မျက်စိစုံမရင်အန်ကိုတင်းတင်းကြိတ်ထားလိုက်သည်တစ်စက္ကန့်နှစ်စက္ကန့်ထို့နောက်ကျွန်တော်ကြားရသောမေမေရှိုက်တန်းမေမေလက်ဖွာကကျွန်တော်ပါဖို့သူကြမလာခဲ့ပါကျွန်တော်ဥကောင်းကိုတင်းတင်းကုန်းထားမိသည်ညီညီဘေးငှက်ရှိကထွက်သွားစမ်းအခုထွက်သွားစမ်းအခန်းထဲသူ ကျွန်တော်မြည်တို့ပြန်လဲရောက်ရှိလာခဲ့မှမသိပါနိုင်ရန်ထမဖေဖေက ကျွန်တော်ကို ကြည့်နေ၏ခွင့်လွတ်ပါမမင်းအချိန်တို့သည်တရွေ့ရွေ့ကုံဆုံးသွားခဲ့ပါပြီယခုအချိန်ဆိုလျင်စက်တီနှင့်ထောကြီးတို့အဖွဲ့သည်ကျွန်တော်လာရလန်းစီညှော်ကြည့်နေကြမည်လားသူတို့တွေဟာဘာတွေများ ပြောနေကြမှာပါလဲသူတို့ကျွန်တော်နဲ့သူစာရီတို့အကြောင်းကို ပြောနေကြမှာလားထောကြီးကကျွန်တော်ကို သူစာရီကြိုက်နေတာတေချာသည်ဟုပြောသည်ပြီးတော့ တနေ့တနေ့ကျွန်တော်စီအကြောင်းမရှိအကြောင်းရှာပြီးဖုံးဆက်နေခြင်းမှာမိမာရုံတက်ကြွန်းသော အထာရတပညာများထဲမှတစ်ခုဖြစ်သည့်ရေလာမြောင်းပေးသဘောမျှသာဖြစ်ကြောင်းလည်းပြောသည်မနေ့တုန်းကမြစ်စိတ်မှာရေချိုးနေတုန်းသတိကဟဲ့ကောင်လှုပ်ရှားရင်လည်းမြင်မြန်လှုပ်ရှားတော့တော်ကြဇုံမိုးတော့ပါသွားအောင်မယ်ဟု ပြောခဲ့သည် သူ့စကားကိုကြားရစဉ်ကျွန်တော်ယင်သည်လှိုက်ခနဲလှုပ်ခတ်သွားခဲ့သည်ကျွန်တော်ဘာဖြစ်သွားလဲ ကျွန်တော်ရင်ထဲကခံစားမှုသည်အနှစ်နဲ့အလလအမျက်တနိုးထားခဲ့သောအယုတ်လေးတရုတ်ရုတ်တရက်ပျောက်ဆုံးသွားသည့်ခလေးတယောက်ဤခံစားချက်မျိုးနှင့်ခက်ဆစ်စင်တူသည်ဇော်မိုးဆိုတဲ့ကောင်ကလူရှုပ်လူပွေကျွန်တော်စိတ်ထဲကအလိုလိုနေရင်ဇော်မိုးကိုမကြင်မနက်ဖြစ်လာ၏ကျွန်တော်ဘာကြောင့်များဇော်မိုးကိုမကြင်မနက်ဖြစ်ရတာလဲကျွန်တော်သူစာရီကိုချစ်မိနေပြီလားဒီတခါသူစာရီဖုံးဆက်လာရင် ဖွင့်ပြလိုက်ရမလားမိမိနဲ့ကိုကူက ျွန်တော်စီကောင်မလေးများ ဖုံးဆက်တာကိုမကြိုက်ပါဖေ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 ရှိနေလေထိုကိစ္စကိုဘယ်လိုပြောလိမ့်မလဲဖေဖေသည်လူပြိုပေါက်အရွယ်သားကို စာနာနားလဲစွာခက်ပြုံပြုံမသိကျင်အောင်ဆောင်းနေမည်လားခုချိန်မှာဖေဖေဟူသောဟောဟာရသည်ကျွန်တော်တို့အတွက်တိမ်ခိုးတိမ်ခွေများကိုစုတ်ကန်ဖမ်းယူရန်ကြိုးစားတကဲ့သို့ပင်အရာမထင်ခက်ခဲနေခဲ့ပြီလားကောင်းကင်ကိုမော်ကြည့်တော့တိမ်မြင်နှမ်းများကတပြေးရွေဖြင့် မရမနာပြန်တတ်နေကြ၏ကျွန်တော်ယနေ့အိမ်ပြင်သို့ထွက်ခွင့်မရပါကိုကိုနှင့်မေမေတို့ပြန်ရောက်ချင်နေပြီကျွန်တော်သည်ဇပွဲပေါ်မှစာရွက်တစ်ရွက်ကိုယူပြီးဆွန်ချိုသည်ပြီးတော့ဆွန်ကိုတစ်ချက်နှစ်ချက်လေမှုပ်ပြီးပြတင်းပေါ်မှတစ်ဆင့်လေထဲလွှတ်တင်လိုက်သည်အချိန်ဖြင့်ထွက်သွားသောစကူဆွန်လေးသည် ဝေကဝဲကဖြင့်ပြန်တန်းရင်းကွေဝိုက်က စကူပန်းမင်ပေါ်သို့တင်သွားသည်မြည်သည့်အချိန်တွင် ထိုးစွန်းကလေးမြေပြင်ပေါ်ပြန်ကြလာမည်ကိုကျွန်တော်မသိပါ မကြခင်နေဝင်တော်မည်ဒီလိုနေ့နေ့များညများပြည်တင်းတကားမှန်ချက်ပေါ်တွင်တင်နေသောကျွန်တော်အရေးသည်ခတ်ဝါဝါရှိနေသည် မကြခင်၌မြို့ကလေး၏ဘူတာယုံတဲသို့အဝေးပြေးရထားတစ်စင်းဆွေးဆွေးမြည်မြည်အုပ်အောတန်ကိုဆွဲရင်းဖြည်းဖြည်းချင်းဝင်လာပေလိမ့်မည် ကျွန်တော်သည်ညနေဆောင်၍ထိုရထားအုပ်အောတန်ကိုကြားတိုင်း ဖေဖေပြန်လာမည်အထင်ဖြင့်ယနေ့တိုင်ညွှန်နေမိစေဖြစ်ပါသည်မြန်နံမောင်မဂ္ဂဇင်းဇူလိုင်လ1999နားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ໃຫ້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 တင်ပါ